လိုင်ဘက်လေးရာလဲကျွဲနှုတ်မလိုင်လေးလဲပါတယ်။ဘာမျိုးစုလဲရရဲဒီမှာစိတ်ဆုဒီပိုင်းလဲရရဲခိုင်းမြမာရှိကြည်ငါးလေးလဲမာရရဲ။အားလုံးမင်္ဂလာပါဆိုတော့ဒီနေရာ Bless ကဆိုင်အစ်တလေးနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်။ဆိုတော့ဒီမှာဆိုင်နေရာနည်းနည်းပူနေလို့ဆိုင်ကတော့အကျယ်ကြီးပဲအဲပြီးတော့ဒီဆိုင်အဖွင့်ထားရလဲမကြသေးဘူးပေါ့နော်။ဆိုတော့ဆိုင်နာမည်ကတော့ဒီမှာပါအလင်္ကာပေါ့နော်။ဆိုတော့ like ခဲ့ပါ။ ပြင်ဆင်လေးရတယ်တော်တော်လေးကိုလှတယ်ပြီးတော့အဲမြန်မာအငွေ့အသက်ကိုလုံးဝအပြည့်ပဲပေါ့နော်ဒီမှာအဲအကုန်လုံးဒီစီလင်ရအစာကြိမ်လေးတွေပါလေးနဲ့တေချာလေးလုပ်ပေးထားတယ်အဲဒီဆိုင်လေးဖွင့်ထားကြတော့ဒါဘန်ကောက်မှာဖွင့်ထားတာအဲဒါကကြတော့ဘန်ကပီ area မှာပဲပေါ့နော်အဲတကယ်လို့လာမယ်ဆိုရင်သူကကြတော့ airport link ဒီ Rangkahan station ကနေပြီးတော့အဲဆိုင်ကယ်နဲ့လာမယ်ဆိုရင်တော့နောက်ထပ်5မိနစ်10မိနစ်လောက်တော့စီးရရပေါ့နော် Google Map မှာဆိုလည်းဒီအလင်က TN Dining ဆိုပြီးတော့ရိုက်လိုက်တာနဲ့တမ်းပြီးတွေ့ပါလိမ့်မယ်ဆိုတော့ဆိုင်ပြင်စင်လေးလည်းတစ်ချက်ကြည့်လိုက်အောင်လား ယ်ဆိုတော့ black card ဒီပါစားကျင်တာလေးမှားမယ်ပေါ့နော်၄ပြီတူရှိပေါ့နော်တူရှိ၄ပြီတူရှိအခြေကြီးလဲရရဆိုတော့အဲ့ဒါလေးအရင်မှားပါမယ်မီနူကတော့သူက breakfast ကော lunch ကော dinner အတွက်ကောအကုန်ဆုံးရှိရပေါ့နော်စွတ်လေးလဲရရစွတ်ဆိုရင်ဒါ black အရန်ကြိုက်တဲ့ dollar တို့ dollar ဆိုတော့နွားမီစွတ်တို့ပြီးလို့ကျင်စိတ်စွတ်တို့အဲ့လိုလေးလဲရတယ်လို့အဲဒီစိတ်စွတ်လေးနဲ့နံများလေးနဲ့စားမယ်ဆိုလဲအဆင်ပြေတာပဲအထမ်းမီးရှည်တို့စီချက်ခောက်ဆွဲပန်းသေးခောက်ဆွဲအစုံလေးပေါ့နော်အလင်ကား signature tea လေးလေးဟုတ်ပါ ကျွဲနှုတ်နေလာအဲကျွဲနှုတ်မလိုက်နေနဲ့လှုပ်ထားရလေအဲတခွက်ဒီမှာဓာတ်ပေါက်ဆိုလဲဓာတ်ပေါက်နဲ့ပတ်သက်ပြီးတော့ကြက်ပြီးအမဲစိတ်လဲရရဲ့ဝါကူးလဲရရနော်ကဲမှာ၄ဘီတူရှေကြီးလာပါပြီဒီမှာ၄ဘီတူရှေကြီးရပါပြီဒီမှာပါတန်ပေါက်လဲမာထားသေးရေပေါ့နော်အဲစိတ်သားနဲ့တန်ပေါက်မာထားတယ်300ကျော်ပေါ့နော်ဘတ်300ကျော်ပေးရတယ်နွားမီးပေါ့နော်နွားမီးဆွလေးမာထားတယ်အဲမြန်မာနဲ့ထိုင်းနဲ့ပေါ့နော် friendship fish ိုင်းမြန်မာရှိကြည်ငါလေးလည်းမာထားတယ်။ platter လေးလည်းမာထားတယ်။ဒဇက်နေလည်းမာထားပါဘောနော်။ကာနစ်နံလေးလည်းမာထားပါတယ်။ဒါကြတော့ဆွတ်လေးနဲ့တွဲစားမလို့ပေါ့နော်။အကျွတ်လည်းမာလို့ရတယ်လို့တကယ်လို့ကိုကဟိုနည်းနည်းမကျွတ်တကျွတ်လေးပေါ့နော်။ပျော့ပျော့လေးလည်းစားကြည့်လို့ရှိရင်မာလို့ရတယ်။ဘာဖြစ်ဆိုဒီမှာအလေးကနေရှိုးလိုက်တော့။အင်းအင်းအာလူဟင်းလေးလည်းစားလို့ရတယ်။အလူမီနီကောင်းလိုက်တာပြပြလေး အလုံးဝင်းရကြသွားနှစ်ခွက်ထည့်ပေးထားရပေါ့နော်ဒီလိုနေသားလေးပူတိုက်တယ်ဟောဆိုတော့ तू ကမကြွတကြွအရန်လည်းမပြော့ဘူးအရန်လည်းမကြွဘူးဒါကြကိုကိုနဲ့စက်တနီလေးပေါ့နော်ဟွန်းစက်တနီလေးကလည်းပြပြလေးတူမန်တို့စက်တနီလေးချင်းပြုံးပြုံးလေးနဲ့ကောင်းရင်ပဲနေနေတော့ကောင်းတယ်ဒီဟင်းလေးထပ်လို့ခြင်းလို့ရှိရင် one time နောက်တစ်ခေါက်ထပ်ပြီးယူလို့ရတယ် free ပေါ့နော်တကယ်လို့ second time ဆိုရင်တော့သူက extra ချက်ချက်လေးတော့ရှိရဲ့တကယ်လို့ကွာလေးပေတူရှင်စားခြင်းလည်းဆိုလည်းရသလိုတခြားဒီတူရှင်လေးလေးတယောက်စာတူရှင်လေးလည်းရှိရဲ့ပေါ့နော်ဘာမျိုးဆိုလည်းရရဲ့ဒီမှာစိတ်ဆုဒီပိုင်းလည်းရသူတို့လေအရှုံမုံမတုံးထားဘူးဒီလားအရသာကြောင့်ဒီအသားရဲ့အရသာအရှုံပဲဒီလိုယူထားတာပေါ့နော် မိနစ်တဲတို့အားပြက်နေတဲ့သူတွေတို့လလန်ထကာစားသူတွေအတွက်ဆိုရင်လေဒါလေးတောက်ကြည့်လိုက်အရင်အားပြက်တိုင်လေးကလေထိုင်လို့ရမ်းကောင်းတာပဲ။ The luxury လဲဆန်တယ်လို့ classic လဲဖြစ်တယ်။စားတော့ menu တွေဆိုလည်းလေအများကြီးပဲ။အဲဈေးကြီးတဲ့နေရာမှာလည်းမပါတယ်လို့ဈေးပေါ်တဲ့နေရာမှာလည်းမပါဘူး။အဲ menu လေးရလည်းအကုန်လုံး fair price ဖြစ်တယ်ပေါ့နော်။သူရဲ့ sign နေထားနဲ့ပြီးတော့စားပစ်နဲ့ စားပြေကောင်မလေးလည်းအဆင်ပြေရပေါ့နော်အလင်္ကာရဲ့ secretary တီးလေးပါသူကကြောက်အပေါ်ကနေပြီးတော့ cream phone လောက်ထားပြီးတော့အဲ cream phone ကလည်းသူကဒီကျွဲနှုတ်ပဲလောက်ထားတာပြီးရင်မလိုင်ဘက်လေးရလဲကျွဲနှုတ်မလိုင်လေးလည်းပါတယ်အောက်ကတော့ဒါကတော့မြမလက်ဖက်ရည်ပေါ့နော်မလိုင်ဘက်လေးတော့တော်တော်ကောင်းတာပဲအစိမ့်ဘက်လေးဆိုတော့တော်တော်တောက်လို့ကောင်းတယ် ိတ်သားတက်ပါစိတ်သားတော့ဒီမှာအတုံးကတော့ဒီတုံးပါတယ်။ဟွန်းဘတ်စမာဒီဆန်လေးနဲ့ဆန်လေးကလည်းကော့ဆင်းနေတာပဲကြောကျွတ်တွန်လေးရဲ့ဥနီလေးရဲ့မြုပ်သီးလေးရဲ့ဒိန်ကြီးလေးရဲ့ရောတော့တာပေါ့နော်။စပိုက်ကအရင်မပြင်းဓာတ်ပေါက်ထဲမှာအစုံပဲဒီမှာကစ်စမစ်သီးလေးတွေရောပီယိုဇီလေးတွေရောပေါ့နော်။တဲ့တီးတနက်လေးပေါ့နော်။ကျွန်းနဲ့ကောင်းလာတာ မဲသားနဲ့ဆိုတော့သူက200ကျော်တယ်။ကက်သားနဲ့ဆိုတော့100ကျော်ပဲပေါ့နော်။ပြီးရင်လည်းဒီမှာ Australian Rugby ပေါ့နော် A5 အားနဲ့လည်းရတယ်ဓာတ်ပေါက်ကူမှာလေ။အဲသူကတော့နည်းနည်းတော့ဈေးပိုတာပေါ့နော်။ဈေးများတယ်။စိတ်သားလေးလည်းနူးဥ့နာပါဒီနေ့မှာအားမပြည့်ရင်မပြည့်တော့ဘူး။ဒါဆိုတော့ဒီမှာစိတ်သားတံပေါက်ပြွန်းတို့လက်ဖက်ရည်ဒေါ်လာမှာပါ။ငါးကြောက်ဇလာပြားငါးပေါ့နော်။ မြန်မာရဲ့ spike ရဲ့ thai spike နှမျိုးရောထားဘုရားသာကောင်းလားဆိုကောင်းပါတယ်မဆိုးပါဘူးဘုရားသာလေးဒီအသားကြီးပဲစားတော့ပိုကောင်းတယ်ပြီးတော့အဲ sauce လည်းဖြစ်တယ်ပြီးရင်အပေါ်ပိုင်းလေးကကြာ crunchy ဖြစ်တာပေါ့နော်ဒီအလင်္ကာတည့်ရန်တိုင်းလေးကကြာတော့လေ အပေါ်ထပ်မှာဆိုရင် borrowing ရှိရယ်မင်္ဂလာပွဲတွေမွေးနေ့ပွဲတွေတခြား event ပွဲပေါ့နော်ကိုစစ်တပ်ရပွဲလေးကျင်းပမယ်ဆိုလဲသူကအရောက်ဆိုရင်100 150အဲဝင်းကျင်လောက်ထိစတယ်အဲ့လိုရှိရင်မိသားစုရဲ့ကိုယ့်ဘက်ကို private room နဲ့မှာလဲစားမယ်ဆိုရင်ဒီမှာနှက်ခမ်းတွေ့ခဲ့အဲ့မှာဆိုလဲစားလို့ရရပေါ့နော်ဒါပေမဲ့သူကတော့ချက်ချက်လေးတော့ရှိရပေါ့ Islam ဘာသာဝင်တွေလာပြီးတော့စားတဲ့အချိန်မှာ whip ချိန်နဲ့တိုးလို့ရှိရင်ဒီမှာ whip ပြုလို့ရတယ်မိန်းကလေးယောက်ျားလေးတီးတန့် prayer room လေးထားပေးထားရယ် ဆိုတော့ဒါတော်တော်လေးကိုအားသာချက်လို့ပြောလို့ရရပါတော့နောက်တစ်ခုကျဒီမှာဟာလာဖြစ်တဲ့အတွက်လူမျိုးပါတာမျိုးအကုန်လုံးစားလို့ရပါတယ်နောက်ပြီးတော့ဆိုင်ရလည်း24/7အဲပိတ်ရလုံးဝမရှိဘူးအဲဘေးချင်းလာစားစားဒီမီနူးလေးအကုန်လုံးအဲမနက်စာလေးလေစာညစာအကုန်လုံးရတယ်ဆိုတော့နေရန်လေးမှဆိုလေဒီမှာခဲပကြီးလေးတွေလည်းဆွဲပေးထားရဲဆိုတော့လေမြမာမှုလေးအကုန်လုံးပါတယ်ဆိုတော့တော်တော်လေးသဘောကျပါတယ်ဆိုတော့စိုင်နေတွေလည်းလာပြီးတော့အားလုံးလည်းလာစားသိခြင်းနဲ့နံများအောင်ပါလေဂါလစ်နဲ့ပေါ့နော်လောက်ထားစိတ်စွတ်တစ်ပိုင်းနဲ့ဆိုပို့ပြီးတော့လိုက်တယ်ပေါ့နော် ါကြောင့် sweet roti လေးပေါ့နော်သူ့စားဖို့အတွက်3ခု sauce 3ခုပေးထားတယ်ဒါကြတော့ nosey လေးရယ်ပြီးရင် chocolate sauce လေးရယ်ပြီးရင် strawberry sauce လေးရယ်ပေါ့နော်3ခုပေးထားပါတယ်ဒါကတော့ dessert အနေနဲ့ပေါ့နော်ဆိုဒါကတော့ sticky bread လေးပေါ့နော်ပြီးရင်ဒီမှာ roti လေးလည်းပါတယ်သူကတော့ pandan roti ဒီဆိုးမွေး roti လေးပေါ့နော် pfd လေးရယ်အောက်က sticky bread လေးရယ် ice cream လေးလည်းပါတယ်ပေါ့နော် ice cream ရော vanilla ice cream လေးနဲ့ မွှေးနေမှာတခြားတစ်ဆက်တွေလည်းအများကြီးရှိသေးတယ်စုံမွှေးရတဲ့မွှေးမွှေးလေးနဲ့အရန်ချူကြီးလည်းမဟုတ်ဘူးနော်ဒီမှာအကြိုက်ဆုံးကတော့ဗာလဲဆိုတော့ဒီမှာလေးပီတိုရှိအကြိုက်ဆုံးကတော့ဒီမှာဒန်ပေါက် အလင်ကာရဲ့ signature mid tee ပေါ့နော်သူကကျွဲနိုးနဲ့လောက်ထားတာတော်တော်လေးကိုတောက်လို့ကောင်းတယ်စိမ့်စိမ့်နေတယ်ဆိုတော့အဲဒါလေးနဲ့ဒီ lipid tool ရှင်နဲ့တော့တော်တော်လေးကို light နေပြီပေါ့နော် breakfast စားမယ်ဆိုလည်းအဆင်ပြေရဲ့လက်စားသူတွေပဲအားလုံးနဲ့လာပြီးစားကြည့်စေချင်ပါတယ်ခင်ဗျာဆိုတော့ blazer ဒီမှာထပ်ပြီးဆက်စားလိုက်ပါအောင်မယ်အားလုံးပဲဒီ blog လေးကိုလည်းအဆုံးထိကြည့်ပေးကြရဲ့ကြီးစီများရင်တင်ပါတယ်နောက်ထပ်ပြီးမှပြန်တွေ့ပါမယ်ခင်ဗျာအားလုံးတက်တာပါ